အလုံးမင်္ဂလာပါဒါကတော့မန်ရီတက်ကတူចောင်းသားတရားပဲတနေ့တားလုံးလုပ်ခဲ့ဘလို့ပဲဖြစ်ပါတယ်ခင်ဗျာ ကြည့်ရှုပြကြပါအောင်ဒီမှာတက်ရောက်ရတဲ့အကျိုးကျေးဇူးအရဆရာဆရာမရဲ့ပြင်ထွက်သွားပြီဆိုရင်တော့ចောင်းသားចောင်းသူတွေအနေနဲ့တက်တော့တက်အနေထိုင်နိုင်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့တက်ကတူတစ်ခုလုံးက minor ယူရတဲ့အင်္ဂလိပ်စာ minor class ဖြစ်ပါတယ်ဒီမှာတော့ចောင်းသားចောင်းသူတွေအကုန်လုံးအတူတူပါတက်ရောက်ရတာဖြစ်ပါတယ်ခင်ဗျာ စက်တောင်ပြိုင်ပွဲဝင်ရတယ်အာပြည့်ကြတော့ဒီမှာဆိုရင်ចောင်းသူចောင်းသားတွေလည်းအခုအားကစားရုံရှိမှာစောင့်နေပေါ့နော်တကားမဖွင့်သေးရောကြကိုယ်ဒီဘက်ရိုက်ပြမယ်နော်စာရီအတီလိုရတဲ့အကြောင်းဆိုရင်လည်းဒီလိုအားကစားချိန်မှဆိုလည်းအကုန်လုံးတက်တက်ကြွကြွနဲ့အားတက်တရလို့ကြပါရယ်။အာဒီနေ့အားကစားချိန်ရှိပါတယ်။အဲကြောင့်အားကစားခံမအောင်ပါလိုက်ပါအောင်မယ်။ကိုကဒီမှာတက်နေပြီမယ်။ကိုကစာပိုင်းကိုပဲဒီကသွားပါရယ်။အားကစားအနေနဲ့ဆိုရင်တော့ကိုကစက်တောင်တစ်ခုတည်းကိုပဲထည့်ထည့်ဝင်ပါတာဖြစ်ပါတယ်ခင်ဗျာ။ ဒါတော့ကိုနိုးကနေလေစားစားချင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒါကကိုနိုးရဲ့ចောင်းကန်တီးဖြစ်ပါတယ်ဒီចောင်းကန်တီးမှာဆိုရင်တော့အစုံရရဲ့အီးလေးလည်းရရဲ့ပြီးတော့သမင်းဆိုရင်မျိုးစုံရပါတော့ဒီမှာတရုပ်အစားစားရလည်းရရဲ့ပြီးတော့ရှမ်းစားစားအာရီလည်းအများကြီးရတယ်တော့စုံနေတဲ့ကန်မမလာရှမ်းပေါ်ရပါလေရရဲ့စုံမင်းရຈົ່ງກັນດີມາဆိုရင်တော့ဒီတရုတ်ဂျပန်ရှမ်းမြန်မာစားကြအစုံအလင်းဒီနေ့အိုင်းမှာရရှိနိုင်ပါတယ် အဲမိသားစုံအားကစားပြိုင်ပွဲတွေလည်းခဏခဏရှိပါတယ်။ဒါပေမဲ့ကိုတို့တခြားအကြောင်းအနေနဲ့ရှိရင်တော့ကိုတို့အားကစားတော့အားနေပါရဲ့။ဒါပေမဲ့ကိုတို့ကဒီမှာတော့အားကစားကိုကျမရင်းနေတဲ့အကုန်လုံးကစောကြမျိုးဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ကိုတို့မိသားရဲ့ပြဿနာအချိန်ပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကိုတို့ပြဿနာတွေကိုအဲတန်နေတန်ထားတဲ့ဖက်နေတာဖြစ်ပါတယ်။ကိုယ်ဒီနေ့မိုင်းလာတယ်ရှီလိုမိုင်းလာနေလာတက်တာပါပြမယ်

ကိုနှုတ်ကြမှာတခြားအားစားပြိုင်ပွဲဆိုလူတွေကဘယ်ပြောင်းနေမှမသိဘူးဒီဘောလုံးအားစားဆိုရင်အကုန်ကဟိုတက္ကသိုလ်တစ်ခုလုံးကအားပေးကြတယ်ကောနော်အထူးသဖြင့်မင်းကလေးကပို့ပြီးတော့အားပေးကြပါလေဒီဟောပြောင်းဝင်ရတော့ကိုနော် တက်တူတစ်ခုလုံးတက်ရမှာဖြစ်ပါတယ်။ဟောပြောဝဲရ convocation ခန်းမရင်မလုပ်ပါဆိုတော့အကုန်လုံးအကုန်လုံး convocation hall ထဲကိုလာပါတယ်။ကျောင်းမှာဟောပြောဝဲရှိရဲ့ရက်တွေဆိုရင်တော့ဒီမိကြဆုံးကတက်ရောက်ရပါတယ်။ရင်းဆုံးတက်ရောက်ကြောင်းလက်မှတ်တွေပါတယ်ထိုးရတယ်။ပြီးရင်တော့ဒီခန်းမကြီးရဲ့မှာနေရာယူကြပါတယ်။ဒါကတော့အဲကျောင်းရဲ့ဟောပြောဝဲတစ်ခုပေါ့နော်။အကုန်လုံးတက်ရောက်နေရဖြစ်ပါတယ်။ ကွန်ဆန်းနေကြထမင်းတွေပေါ့ဒါလည်း2200ပဲကြာတယ်ကွန်အသားတစ်မျိုးရတယ်ဟင်းချိုကြီးလေးပေးရပြီးအရင်ဟင်းတစ်မျိုးပါတယ်တကယ်စားလို့ကောင်းပါတယ်ဆန်လေးလည်းကောင်းပြီးကွန်ကအမြင်ရတာလေးစားပါတယ်ကဲဒီမှာဘတ်ဂျက်ထမင်းလေးဖြစ်ပါတယ်အာကိုတို့အကြောင်းပါဆိုရင်ကိုတို့ကအခေါက်ဆဲပြုတ်လို့ရတယ်ပေါ့နော်။ဒါအားရင်ဒီဒီမှာကောင်မုတ်ကောင်တာရှိရယ်မုတ်ကောင်တာနေမုတ်ဝယ်မုတ်ဝယ်ပတ်စံရှင်းပြီးလို့မျိုးပေါ့။ဘုန်းလို့သူခေါက်ဆဲရပါတယ်။ပြုတ်စားလို့ရပါတယ်ခေါဆွဲပြုတ်တဲ့နေရာကတော့ RC လို့ခေါ်တဲ့နေရာဖြစ်ပါတယ် RC မှာတော့စားစရာအသာမကကိုယ်တို့လူသုံးဆောင်ပစ္စည်းလည်းအကုန်ရပါတယ် ဒါကတော့ကိုုံတို့ကြောင့်ရဲ့တန့်စင်ခံလေးဖြစ်ပါရဲ့ကိုုံကြောင့်ရဲ့တန့်စင်ခံလေးကိုအားလုံးသိအောင်လို့ရိုက်ပြထားဖြစ်ပါရဲ့ခင်ဗျာ English အစွမ်းရင်ပြိုင်မဲ့တငယ်ချင်းအတွက်ကိုအားလုံးအဝိုင်းဝန်းကူညီပံ့ပိုးပေးနေတဲ့မြင်ကွင်းလေးပဲဖြစ်ပါရဲ့ကိုုံတို့ကြောင့်မှတော့အလိုဆုံးရင်ပြိုင်မွေးရတဲ့မကြာခဏချင်းပါလေးရှိပါတယ် ဒါရောကြောင်းရဲ့အခမ်းအနားပွဲရဲ့တစ်ခုဖြစ်ပါတယ်ခင်ဗျာကျောင်းမှာအထက်မြန်မာပြည်မှာအကြီးဆုံးသောစာကြည့်ရိုက်ကြီးရှိပါတယ်ဒီမှာဆိုရင်ဘာစာအုပ်ရှာကြည့်ရှင်ရပါတယ်ဒါကတော့ကိုဝါစကီလူပြိုင်ပွဲဝင်နေတာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျောင်းကပွဲဖြစ်ပါတယ် ကွန်ကုတင်ဆက်သွားတော့ကွန်တို့အကြောင်းရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ကွန်တနေ့လုံးရိုက်ထားရဲ့ဘလို့အတူစားလေးကိုအကုန်လုံးပေါင်းထားဖြစ်ပါတယ်ခုပြနေဗီဒီယိုကတော့ကွန်တို့တက်တော့မှအရန်ကိုပောက်သွားပြီးအရန်ကိုလူပြောများခဲ့ဘလို့ဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကွန်ပြန်လာခဲ့ပါမယ်ခင်ဗျ